င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အမေဖြစ်သူဒေါန်ဆန်းစုကြည်ကိုလွှတ်ပေးရန်စကားပြောခွင့်ပေးရန်နဲ့စစ်ကူတောက်ခွင့်ပေးရန်တောင်းဆိုနေပြီမဲ့လေ။စေအောင်စုကဘလို့မှမတုတ်ပြန်ဘူးလို့ကိုထိန်လင်းကပြောပါရယ်။ဟာခါမျိုးမရဲစခန်းကိုလက်တပြက်စီနင်းတက်ခတ်မှုမှာစစ်တပ်ဘက်က6ဦးဟာတိုက်သွားပြီ။ ဖမ်းဆီးခံထားတဲ့ CNA CDF ရဲဘော်တွေအပါအဝင်အကျဉ်းသား15ဦးကိုကယ်ထုတ်နိုင်ခဲ့တဲ့တဲ့ရင်အပါအဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းတဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အမေဖြစ်သူဒေါန်ဆန်းစုကြည်ကိုလှုပ်ပေးဖို့စကားပြောခွင့်ပေးဖို့နဲ့စေကူတာခွင့်ပေးဖို့အတွက် တားတူအနေနဲ့တောင်းဆိုနေပေမဲ့လည်းဆေအုစုကဘလို့မှမတုံ့ပြန်ဘူးလို့တားဖြစ်သူကိုထင်လင်းခေါ်ကင်အရစ်ကလူမှုကွန်ရက်ကနေတဆင်သတင်းထုတ်ပြန်ပြောဆိုလိုက်ပါတယ်ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်တောင်းဆိုမှုတွေလှုပ်ဆောင်နေရမှာနိုင်ငံရေးသမားတူအနေနဲ့မဟုတ်ပဲအမေတူလွတ်မြောက်ရေးအတွက်တားတူအနေနဲ့နေရာအနှံ့သွားကတောင်းဆိုနေတာဖြစ်တယ်လို့လည်းကိုထင်လင်းကပြောပါတယ်အခုလိုတောင်းဆိုရမှာ သားတယောက်ရဲ့အခွင့်အရေးပေးဖို့လူကုန်တိုက်ခါကိုအနှဲငယ်လေးပေးပါဆိုပြီးတောင်းဆိုခဲ့တာဖြစ်ပြီးဒီလိုတောင်းဆိုတာကိုသူတို့ဘာမှတုံ့ပြန်ပြောဆိုလာတာမရှိဘူးလို့လည်းဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ဖြစ်သူကိုထိန်လင်းကပြောပါရယ်မြန်မာနိုင်ငံကဆက်အာဏာရှင်တွေဟာကျွန်တော့မိမိရဲ့အတန်ကိုတင်းတင်းကြပ်ကြပ်ပိတ်ပင်နေတယ်လို့ မြန်မာပြည်သူရဲ့အတန်ကိုပိတ်ပင်နေရလို့လဲကိုထိန်လင်းကပြောပါရယ်အမေဖြစ်သူဒေါအောင်ဆန်းစုကြည်ဟာ2015ခုနှစ်ရွေးကောက်ပွဲနဲ့2020ရွေးကောက်ပွဲတို့မှာနှစ်ကြိမ်အနိုင်ရရှိခဲ့ပေမဲ့လည်းလက်နက်ကင်ထားသူတွေကမြန်မာပြည်သူတွေရဲ့မဲပေးရွေးချယ်ထားတဲ့ရွေးကောက်ပွဲကိုခိုးယူသွားခဲ့ပြီးမြန်မာပြည်သူတွေရဲ့လွတ်လပ်မှုကိုဓမြတိုက်ခဲ့ကြတယ်လို့လည်းကိုထိန်လင်းကပြောပါရယ်ဒါအပြင်အကြမ်းဖက်ဆက်အာဏာရှင်ကအယက်သားတွေနဲ့ပြည်သူတွေအပေါ် ဘုံကျဲတက်ပြတ်မှုတွေကိုကျွလနေပြီးကဘာကြီးကလည်းမျက်ွယ်ပြုတ်နေကြတယ်လို့လည်းထောက်ပြထားပါဗျ။ဒါပေမဲ့မြန်မာပြည်သူတွေကသာရကြောက်ရွံ့မှုနဲ့အသက်ရှင်မနေလို့ကြပဲဆရာနာရှင်ကိုဆက်လက်ခုခံတက်ခိုက်နေကြတယ်လို့လည်းကိုထင်လင်းကပြောပါရရှင်။ဒီကမှာတော့ ချင်းပြည်နယ်ဟာခါမြို့မှာရဲစခန်းကနေအကျဉ်းသားတွေကဲထုတ်ရေးတွင်လက်တပြက်စစ်စင်ရေးကို ဖော်ဆောင်ခဲ့ပြီးစီးနင်းတက်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်သား6ဦးဟာတေသွားပြီး CNA CDF ရဲဘော်တွေအပါအဝင်အကျဉ်းသား15ဦးကိုကဲထုတ်နိုင်ခဲ့တယ်လို့ချင်းမျိုးသားတပ်ဦး CNA ကပြောရေးဆိုခွင့်ရှိသူစလိုင်းထက်နေကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ်။မနေ့ကအော်တိုဘာလ16ရက်နေ့မနေ့အစောပိုင်း3နာရီလောက်မှာ ဟာခါမြို့ပေါ်ကမြို့မရဲစခန်းကိုရုတ်တရက်ဝင်ရောက်စီးနှင်တက်ခတ်ခဲ့တာဖြစ်ပြီး CNA ရဲဘော်တို့ CDF ရဲဘော်၃ဦးအပါအဝင်အကျဉ်းသား15ဦးကိုကယ်ထုတ်နိုင်ခဲ့လို့လဲချင်းမြို့သားတပ်အုပ် CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နေကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။အခုလိုဝင်ရောက်စီးနှင်တက်ခတ်မှုအတွေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးဟာသေသွားပြီး15ဦးခန့်ထိခိုက်ဒဏ်ရာရှိကလက်နက်ခဲယမ်းတွေကိုလည်းတင်းဆဲရရှိခဲ့ပေမဲ့လည်း တော်လဲတပ်ဖွဲ့ဝင်တို့ဟာကြဆုံးခဲ့ရလို့လည်းသိရပါဗါတယ်။အဲဒီစစ်စင်ရေးကို CDF ဟာခါကဦးဆောင်ပြီး CNA တပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးအထိနာသွားတဲ့အကြမ်းဖက်စစ်တပ်ကမြို့ရင်းလုံခြုံရေးကို တင်းကျပ်ကဟာခါမြို့ပြင်ကိုလက်လက်ကြီးတွေနဲ့ရန်တန်ပစ်ခတ်ခဲ့လို့လည်းသိရပါဗါရှင်။မကွေးရတရင်တပုတ်ကိုကြည့်အောင်ပါမကွေးတိုင်းပခုတ်ကူမြို့နယ်မှာရိတ်ခါယူပြီးပြန်လာတဲ့အကြက်ဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာ စစ်သား6ဦးဟာတေသွားပြီးတနက်နယ်လက်ကိုတင်းဆဲရရှိခဲ့တယ်လို့စောင်းတန်းရေစတို PDF တပ်ဖွဲ့ရဲ့တာဝန်ခံကိုအောင်မောင်းကရန်ကုန်ခေတ္တမီဒီယာကိုပြပြပါရယ်။အော်တိုဘာလ15ရက်မွန်လွယ်တနေ့23မိနစ်အချိန်လောက်ကပခုတ်ကူမြို့နယ်မြောက်လူးကန်ရွာစစ်တပ်အထိုင်စခန်းကစစ်သားအယောက်20ဟာပခုတ်ကူလေးကွင်းကနေရိတ်ခါယူပြန်လာစဉ်တွင် ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲ15မိနစ်ခန့်ကြာမြင့်ခဲ့လို့လည်းသိရပါဗျ။အဲဒီတပွဲတွေမှာအကြမ်းဖက်စစ်သား6ဦးဟာတေသွားတာဖြစ်ပြီး MA1 အမျိုးသက်တနက်တလည်း MAG box 3ပေါက်ကြီအတောက်90 BA94 အမျိုးသက်တနက်တလည်း ကြည် boss နှစ်ပေါက်ကြည်55တောက်တို့ကိုတင်ဆက်ရရှိခဲ့လို့လဲကိုအောင်မောင်းကပြပြပါဗါးအဲတိုက်ပွဲအတွင်းလင်းကွင်းအတွင်းကနေစစ်သားတွေက0.5လက်လက်ကြီးလက်လက်ငယ်နဲ့ပြစ်ကိုပေးခဲ့တဲ့အပြင်မြောက်လူကန်ကျေးရွာကစစ်သားတွေကလည်း လက်လက်ကြီးလက်လက်ငယ်နဲ့ပြစ်ကူပေးတိုက်ခိုက်ခဲ့လို့လည်းသိရပါတယ်။အဲဒီခိုင်မှုကိုစောက်တန်းရေကြိုတက်ပေါင်းစုကလုဆောင်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရဲဘော်တိုးဟာလက်ပြင်ကြည်ဖောက်ဝင်တရားရရှိခဲ့ပေမဲ့လည်းအသက်အန္တရာယ်မစိုးရင်ရဘူးလို့လည်းသိရပါတယ်ရှင်။ ဘကဝတန်းတပုတ်ကိုကြည့်အောင်ပါဘကိုးတန်းလေဗဒန်တိုက်ပွဲမှာစစ်တပ်ဘက်က15ဦးဟာတေသွားပြီးစစ်တုံးပန်း12ဦးကိုလက်လက်ခရမ်းတွေနဲ့အတူဖမ်းဆီးရရှိခဲ့လို့အမျိုးသားညညရေးအစိုးရ NUG ကာကွယ်ဝန်ကြီးဌာနကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်အော်တိုဘာလ15နှစ်မနေ့စေနိုင်အချိန်လောက်မှာလေဗဒန်မြို့နယ်တရက်ချောင်းကျေးရွာဘက်ကိုမီးရှို့ဖျက်ဆီးဖို့အတွက်စစ်ကြောင်းထိုးလာတယ်အကြမ်းဖက်စစ်ကောင်စီတပ်ကိုပြည်သူ့ကာကွယ်တပ်မတော်အမှတ်နှစ်စစ်စင်ရေးနယ်မြေ ပဲခူးတိုင်းစစ်တနာဘျူဝါ22ကိုကဲမှုနဲ့အမှတ်383ညနှစ်တရင်အမှတ်383ည3တရင်ရွှေတန်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့ ဂလုံပြည်သူ့ကာကွယ်အဖွဲ့ပူပေါင်းတပ်ဖွဲ့တွေကပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း NUG ကာကွယ်ဝန်ထမ်းကတည်င်းထုတ်ပြန်ထားပါရယ်အဲ့ဒီတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကအထိခိုက်တွေများခဲ့ပြီးစစ်သား15ဦးထက်မနည်းဟာသေသွားကစစ်တုံးပန်းဖြင့်စစ်သား12ဦးကိုဖမ်းဆီးရရှိခဲ့လို့လည်းသိရှိရပါရယ်ဒါအပြင်စစ်တပ်ဘက်ကလက်နက်အစုံ16လက်ခရမ်းတွေနဲ့စစ်သုံးပစ္စည်းများစွာကိုလည်းတင်ဆဲနိုင်ခဲ့တယ်လို့ တိုက်ပွဲတွင်းမှာပြည်သူ့ကာကွယ်တပ်မတော်ရဲဘော်တွေဘက်ကထိခိုက်မှုရှိအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့လို့လည်းသိရပါရဲ့ရှင်။ ဒီတခါမှာတော့တနင်္သာရီတန်းကော့တောင်းမြို့နယ်မှာတော့စစ်ကောင်စီရဲ့အတုရောင်ရွေးကောက်ပွဲမှာပါဝင်လှုပ်ဆောင်နေသူတွေကိုအရေးယူဆောင်ရွက်နေရလို့ကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖကတာဝန်ခံကိုလာပြည့်ကရန်ကုန်ခေတ္တကိုပြောပါရယ်အခုရက်ပိုင်းအတွင်းမှာကော့တောင်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမျိုးပေါ်တွင်တဲ့ကြေးရွာအချို့တွင်မှလှုပ်ရှားဆောင်ရွက်မှုတွေရှိနေတာဖြစ်ပြီး ကိုတောင်းမြို့နယ်ပကဖအနေနဲ့အေးအေးယူဆောင်ရွက်နေရလို့လဲပကဖတာဝန်ခံကိုလာပြေကပြောပါတယ်။အဲလိုအေးအေးယူဆောင်ရွက်ထားမှုနဲ့ပတ်သက်ကတည်င်းထုတ်ပြန်ပေးသွားမယ်လို့လဲအသိပေးထားပါတယ်။2020ရွေးကောက်ပွဲရလဒ်ဟာနိုင်ငံရေးရတရားဝင်မှုရှိနေစေဖြစ်ပြီးရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ပြည်သူဆန္ဒမပါဘဲတရားဝင်ရွေးကောက်ပွဲ ဖန်တီးပြုလုပ်နေတာဟာဒီမိုကရေစီကျင့်စဉ်ကိုချိုးဖောက်တာဖြစ်တဲ့အပြင် ပြည်သူအချုပ်အခြာအာဏာကိုမတရားရယူဖို့စ조사တာဖြစ်တယ်ဆိုတဲ့မူကိုအခြေခံထားတယ်လို့လဲဆိုပါရတယ်။အဲဒါကြောင့်ဆေးအာဏာရှင်စနစ်သက်ဆိုးရှည်စီဆောင်းနေတဲ့အကြမ်းဖက်ဆေးအုပ်စုရဲ့တရားဝင်အတုအယောင်ရွေးကောက်ပွဲနဲ့အတုအယောင်ညဉ့်ညံ့ရေးလုပ်ငန်းစဉ်တွေကိုလုံးဝလုံးဝခွင့်ပြုမှာမဟုတ်ဘူးလို့ကော့တောင်းပါကပဟကကြေညာထားပါဗါဒါကြပြည်သူတွေအနေနဲ့အကြမ်းဖက်ဆေးအုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲတွေ ဟန်ပြငင်းချမ်းရေးတွေတွစ်ဆုံဆွနွေလှုပ်ဆောင်နေတာတွေကို အားပေးခြင်းပြုပဲပြက်သားခိုင်မာတဲ့သဘောထားရည်ရည်ချက်တွေနဲ့အလုံးအထူတို့ကတုံ့ပြန်ဆန့်ကျင်သွားကြဖို့ထပ်မံတိုက်တွန်းထားပါတယ်ရှင်။ ဆက်လက်ပြီးတော့ဘကိုးတိုင်းပေါန်းတယ်မြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့တရားဝင်အတုအယောင်ရွေးကောက်ပွဲဖြစ်မြောက်ရေးလှုပ်ဆောင်နေတဲ့ရေစဲကြီးရွာအုတ်ချုပ်ရေးမှုဝင်းမြင့်ကို ပြစ်ခတ်တက်ခတ်ရာကနေတေသွားခဲ့တယ်လို့363တရင်စစ်ထောက်လန်းရေးတာဝန်ခံရဲဘော်ရှဲတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်အော်တိုဘာလ7ရက်နေ့ည9:45မိနစ်လောက်ကပေါန်းတယ်မြို့နယ်ရေစဲကြီးရွာအုတ်ချုပ်ရေးမှုဝင်းမြင့်ကိုဖြူဝါ27ကုကံမှုအောက်က363တရင် တက်ခွဲငါရဲဘော်တွေကသူ့ရဲ့နေရင်ကိုတွားရောက်တိုက်ခိုက်ပစ်ကတ်ခရကနေနေရာမှာတွင်ပွဲချင်းပြီးတေဆုံးခဲ့လို့လည်းသိရပါဗါတယ်။တေဆုံးသွားတဲ့အုတ်ချုပ်ရေမှုဝင်းမြင်ဟာအကြက်ဖက်စစ်တဲ့အတွက်ကျေးရွာအုပ်စုအတွင်းကလူငယ်တွေကိုစစ်မှုထမ်းဆူဆောင်းပေးနေတဲ့ပြင်အကြက်ဖက်စစ်တဲ့ရဲ့ရွေးကောက်ပွဲကိုတရားဝင်အတုရောင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်လုံငန်းဆောင်ရွက်ပေးနေသူတူလည်းဖြစ်တယ်လို့လည်းရဲဘော်ရှဲတို့ကပြောပါရယ်အဲလိုတိုက်ခိုက်မှုဖြစ်ပွားပြီးရဲ့နောက်မှာ အကြက်ဖက်စစ်တပ်ဟာအိမ်နဲ့ည10နိုင်ခန့်မှာ ရေဆယ်ကြီးရွာကိုရောက်ရှိလာပြီးနွားချံကုန်းရွာထဲကို drone ဘုံတစ်လုံးနွားချံကုန်းရွာဆယ်ပေါင်ဘုံကို drone ဘုံနှလုံးလာရောက်ကျဲချခဲ့ပြီးရေဆယ်ကြီးရွာထဲကလက်နဲ့ကြီးလက်နဲ့ငယ်ယူနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့လို့လည်းသိရပါတယ်ရှင်အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့မန္တလေးတိုင်းညံဦးမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်က ကျေးရွာ၃ရွာကိုဝင်ရောက်ဆင်းသင်းပြီးနေအိမ်၂၉လုံးကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့ရန်ကြီးအောင်တပ်ဖွဲ့ထုတ်ပြန်ချက်နဲ့ ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြချက်ရသိရှိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်ဟာအော်တိုဘာလ10ရက်နေ့ကတနက်တွေပစ်ဖောက်ကာကန်နီဘောက်ရွာကြောက်ကန်ရွာနဲ့မကြီးတန်းရွာတွေကိုစတင်စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာသူတို့စစ်ကြောင်းထိုးရာလမ်းတစ်လျှောက်ကကြေးရွာတွေကိုဇက်တိုက်ဝင်ရောက်စီးနင်းခဲ့တာကြောင့်ထောင်နဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကို ထွက်ပြေးတေးရှောင်နေခဲ့ရပြီး ပြည်သူပိုင်ပစ္စည်းတွေကိုလည်းစိတ်ကြိုက်ခိုးယူသွားတယ်လို့လည်းသိရပါဗါတယ်။အဲ့ဒီစစ်ကြောင်းဟာကျေးရွာအတွင်းကပြည်သူပိုင်နေအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့တာကြောင့်ကဏီပေါက်ကျေးရွာကနေအိမ်16လုံး၊ဂျိုးကန်ကျေးရွာကနေအိမ်10လုံးနဲ့ကျောက်ပြင်ကန်ကျေးရွာကနေအိမ်၄လုံးမီးလောင်ပြကျခဲ့ရတယ်လို့လည်းသိရပါဗါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်အနောက်အုံရွာကန်ကြီးရွာ၊ကုန်းသေးပြင်တော်ရွာ၊မကြီးတန်းရွာ၊ကြောက်ကန်ရွာနဲ့ ကန်ဒီပေါ့ရွာဂျိုးကန်ရွာနဲ့ကြောက်ပြင်ကန်ရွာအပါအဝင်ရွာပေါင်း၁၁ရွာကျော်ကထောင်ထဲချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရတယ်လို့ရန်ကြီးအောင်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။လာတူအော်တိုဝါလာ၁၄ရက်နေ့ကလည်းမန္တလေးတိုင်းတထိုးကြီးမြို့နယ်ကန်နောင်းရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်စီးနှင်ပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးသွားတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပြပါတယ်။အဲဒီလိုအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးတာကြောင့် ကန်အောင်ရွာကနေအိမ်ဆယ်လုံးခန့်မီးလောင်ပြကျခဲ့ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးများပါ။